ကိုယ့်ရဲ့အလုပ်ရှင်နဲ့ပုံမှန်အဆင်ပြေစွာလုပ်လုပ်နိုင်ဖို့ရှောင်ရံအချက်တွေကိုဂရုစိုက်လှုပ်ဆောင်သင့်ပါတယ်။နံပါတ်၁အနေနဲ့ဆက်ဆံရေးကောင်းမွန်အောင်ထားပါ။ရှင်းလင်းတိကျတဲ့စကားပြောဆိုမှုနဲ့အပြန်အလှန်နှားထောင်ပေးပါ။အလုပ်ရှင်ရဲ့မျှော်လင့်ချက်တွေကိုတေချာနားလည်အောင်မေးမြန်းပါ။ခက်ခဲတွေရှိရင်အရှိမီအတိပေးဆွေးနွေးပါ။နံပါတ်၂တာဝန်ယူမှုရှိပါ။ကိုယ့်ရဲ့အလုပ်ကိုအကောင်းဆုံးလုပ်ပြီးရလက်ကောင်းတွေရအောင် ကြိုးစားပါအမားလုံးမိရင်ဝန်ခံပြီးပြင်ဆင်မှုကြိုးစားပါနံပါတ်3 professional ကြကြနေပါ အလုတ်ချိန်ကိုလေးစားပါနောက်ကြတာမျိုးမဖြစ်ရအောင်ဂယုဆိုင်ပါအလုတ်ပတ်ဝန်းကျင်မှာယဉ်ကျေးဖို့နဲ့ဖွဲ့စည်းနဲ့သဟဇာတာဖြစ်အောင်နေထိုင်ပါနံပါတ်၄ပြုပြင်ပြောင်းလဲမှုကိုလက်ခံပါအလုတ်ရှင်ကလမ်းညွန့်နဲ့နီလန်းအစ်စ်တွေကိုလိုက်နာဖို့ကြိုးစားပါအတွေ့အကြုံအစ်စ်တွေကိုတင်ယူဖို့အဆင်သင့်ဖြစ်နေပါစေနံပါတ်၅အလုတ်ရှင်ရဲ့ရည်မှန်းချက်ကိုနားလဲပါကုမ္ပဏီရဲ့ရည်ရွယ်ချက်နဲ့ဥတည်ချက်တွေကိုသိအောင်လုပ်ပါကိုယ့်အလုတ်ကဘယ်လိုအကျိုးကျေးဇူးဖြစ်စေတယ်ဆိုတာသိအောင်လုပ်ပါ ။နံပါတ်6အပြုသဘောဆောင်တဲ့ခံယူချက်ထားပါ။အခက်အခဲတွေကိုစိန်ခေါ်မှုအဖြစ်မြင်ပြီးဖြေရှင်းဖို့ကြိုးစားပါ။အလုပ်ရှင်နဲ့အဆင်မပြေတာရှိရင်အေးအေးဆေးဆေးဆွေးနွေးပါ။နံပါတ်9အလုပ်ပေါ်အာရုံစိုက်ပါ။အလုပ်အတွက်အချိန်ပေးပါ။ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုအမြဲမြင့်တင်ပါ။အလုတ်ရှင်ကယုံကြည်စိတ်ချရတဲ့ဝန်ထမ်းတယောက်ဖြစ်အောင်ကြိုးစားပါ။နံပါတ်၈အလုတ်ရှင်ရဲ့ဦးစားပေးတွေကိုတည်အောင်လုပ်ပါ။သူတို့အတွက်ဘာအရေးကြီးလဲ။ဥပမာအချိန်တိကျပြီးစီးမှုအရေးအသွေး ငွေကြေးချွေတာမှုဆိုတာကိုလေ့လာပါအလौရှင်ကဘလို့လူမျိုးကိုနှစ်သက်လေးရှိလဲဥပမာတီထွင်ကျန်းစားမှုရှိသူအသေးစိတ်ယူဆက်သူဆိုတာကိုသတိထားပါနံပါတ်9ပြဿနာဖြေရှင်းနိုင်စွမ်းရှိပါစေအလौရှင်ကိုပြဿနာဖြေရှင်းနည်းနဲ့တင်ပြပါဥပမာဒီလိုအခက်ခဲရှိတယ်ဒါကြောင့်ဒီလိုလုပ်ဖို့အကြံရှိပါတယ်အကူအညီလိုတဲ့အခါတခြားရွေးချယ်စရာတွေကိုပါတင်ပြပါ နံပါတ်10ယုံကြည်စိတ်ချရမှုတိဆောက်ပါကိုပြောတဲ့စကားကတိတွေကိုအမြင့်တက်အောင်ထားပါအလို့ရှင်ရဲ့လေဝက်ချက်တွေကုမ္ပဏီရဲ့အချက်လက်တွေကိုမဖော်ပြပါနဲ့နံပါတ်11ကိုယ့်ရဲ့တိုးတက်မှုကိုပြသပါအလုံးမှာအသည့်တည်ယူထားတာတွေကျွမ်းကျင်မှုတိုးတက်လာတာတွေကို အလို့ရှင်သိအောင်ပြောပါတာဝန်ယူဖို့အစဉ်သင်းဖြစ်ကြောင်ပြသပါလုံးဝရှောင်သင့်တဲ့အရာများ နံပါတ်၁လှုပ်ရှင်ကိုအကြံပေးတာများခြင်းသူတို့မတောင်းမဲဒါမလုံးနဲ့ဒီလိုလုပ်ကောင်းမယ်ဆိုပြီးအကြံပေးတာကိုရှောင်ပါနံပါတ်၂အလှုပ်ချိန်မှာအပြင်ကဖုံးတွေပြောခြင်းအရေးပေါ်မဟုတ်ရင်အလှုပ်ချိန်အပြင်ကအလှုပ်ကြောင်းမဆက်သွယ်ပါနဲ့နံပါတ်၃အလှုပ်ရှင်နဲ့ယဉ်နီလွန်ခြင်းသူတို့ကိုညီတွေအကိုတွေလို့ခေါ်တာကိုရေးကိုရာမိကွန်းတွေမိတာကိုရှောင်ပါနံပါတ်၄တခြားလှုပ်ဖို့ကံဘတ်တွေနဲ့ကိုအလှုပ်ရှင်ကြောင်းနောက်တော့ပြောခြင်းဒါကပြန်ကြရနိုင်ပြီးယုံကြည်မှုပြည့်စင်နိုင်တယ်အဆုံးသတ်အနေနဲ့ အလုတ်ရှင်နဲ့အဆင်ပြေဖို့ဆိုတာသူတို့ရဲ့လိုအပ်ချက်ကိုနားလည်ပြီးကိုကသူတို့အတွက်တန်ဖိုးရှိသူဖြစ်အောင်လှုံ့ဆော်နိုင်ဖို့ပါပဲဒီအချက်တွေကိုအရှိခံပြီးဆက်ဆံရေးကောင်းကောင်းတည်ဆောက်နိုင်ပါတယ်ဒီအချက်တွေကိုလိုက်နာမယ်ဆိုရင်အလုတ်ရှင်နဲ့ပုံမှုအဆင်ပြေပြီးအောင်မြင်တဲ့အလုပ်သမားဘဝကိုတည်ဆောက်နိုင်မှာပါလုပ်ငန်းခွင်မှာအမြဲပျော်ရွှင်ဖို့ဆိုရင်ကိုယ့်ရဲ့လက်ဖို့ကံပတ်တွေနဲ့သားသတာဖြစ်တာလှုပ်ရှင်တဲ့ထင်းနဲ့အဆင်ပြေတာကလုပ်ငန်းခွင်မှာပိုပြီးပျော်ရွှင်စေပါတယ်